အဲကလေးတွေနဲ့ဆိုတာကာတာတွေဆိုတကယ်ကျွန်တော်ရဲ့ဝါသနာကြတော့ဒီအနုပညာလို့ပြောမလားမသိဘူးပေါ့နော်ဒီကိုအချင်းထောင်းလို့မခေါ်ဘူးပေါ့လေနော်သူတို့သူတို့သတ်မှတ်ထားတာအချင်းစာရိတာပြပြနေပြန်လေတူထောင်းကြီးဌာနပေါ့အော် မင်္ဂလာပါဒါကျွန်တော်ခုဒါ GNDF ရဲ့ဒါတနေရာပေါ့တနေရာပေါ့နော်ဒါကျွန်တော်ရောက်နေတာဖြစ်တယ်ရောက်နေတဲ့အချိန်မှာအဲဟိုးရင်နေကမှလည်းဒါဆ ्याम င်းသားရဲ့ဒါဗီဒီယိုတွေတက်လာတာတွေတွေ့ရတဲ့အခါမှာအရင်လည်းအားရလို့အဲဒါဒါတကယ်ကိုဖြစ်တဲ့ဟာဆိုတဲ့စိတ်မျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အဲတွေ့ရတော့အရင်စကားပြောချင်တာကြားပြီပေါ့နော်အခုတော့လုံးဝဒါလူတွေတွေ့ပြီးတော့မေးရပြီပေါ့နော်အဓိကတော့ဒီအချင်းတော်ကိစ္စနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့ဟာမျိုးတွေ ပြီးရင်ဒါအကျဉ်းသားတွေကိုပေါ့နော်အဲဒါတချင်းဆိုခိုင်းပြီးတော့ပေါ့နော်လုံဝန်းလုံသားနူးညံ့ရောဒါမျိုးပုံစံမျိုးတွေရာစပေါ့နော်ပြီးတော့ဒီဆရာမင်းသားအကြောင်းတခြားသူတွေပြောပြတဲ့ဟာတွေရာစအဲကျွန်တော်တကယ်လေးစားတယ်အဲကြောင့်မလို့အခုတွေ့ခွင့်ရဖို့အတွက်ကိုစူးစမ်းတယ်အခုတော့ဖြစ်မြောက်ပြီပေါ့နော်အဲတော့ဆရာမင်းသားမင်္ဂလာပါโอเคမင်္ဂလာပါအဲတော့ကြောင့်မိတ်ဆွေပေါ့ဒီကတော့ဒီတာဝန်နဲ့ဒီယူထားတဲ့ယာတို့တာဝန်ပေါ့နော် โอเคကျွန်တော် နာမည်ကတော့ဒီမင်းသားလိုပဲခေါ်တော့ဗောနော်ဒီတော်လည်ရေးมาတော့လीအာကျွန်တော်ကတော့ KNDF ရဲ့ဘူကွန်တီဝင်တယောက်ဖြစ်တယ် အာတာဝန်တွေကတော့ဒီဒုတိယစီရေချုပ်တာဝန်ယူထားတာဖြစ်ပါတယ်ပေါ့အာပြီးတော့ဒီ KNDF ရဲ့ဒီ CDN Department ပေါ့နော် CDN ဌာနဒီတက် CDN ပေါ့နော်တက် CDN ဌာနရဲ့ဌာနမှူးနေလေကျွန်တော်တာဝန်ယူထားတာဖြစ်ပါတယ်ပေါ့တာဝန်တွေအများကြီးပဲเนาะတာဝန်တွေအများကြီးပဲဒါမင်းသားအဲ့တော့အဲဒီတော်လိုင်းတပ်ဖွဲ့ဝင်မဲပြောပါတော့ပေါ့နော်အဲတော်လိုင်းတပ်ဖွဲ့ဝင်တယောက်မဖြစ်ခင်ဆာမင်းသားဖြတ်တန်းမှုလေးတစ်ချက် เนี่ยဆက်စုအောင်ဟုတ်ကဲ့တော်လည်းမတိုင်ခင်တော့ကတော့ကျွန်တော်ဒီ CSO တွေမှာဟို CSO အဖွဲ့အစည်းတွေမှာအလုပ်လုပ်ဖူးတယ်ပေါ့လीနော်ပြီးတော့ NGO တခုမှာလည်းအလုပ်လုပ်ဖူးတယ်အဲတော်လည်းနဲ့ကပ်ရဲဆိုရင်တော့ NGO တခုမှာလုပ်လုပ်တယ်လို့ပြောမှာပေါ့နော်ဆိုတော့အဲ့ဒီအာကန်ဒီကျွန်တော်နားပြီးခဏလေးမှာပဲဒီတော်လည်းဟိုတော်လည်းစတာပဲပေါ့လीနော်အဲ့လိုဖြစ်ပါတယ်ပေါ့အဲ ကြားထဲမှာဆိုလို့ရှိရင်လူထုတွေကိုလိုက်တွေ့တာတွေလူငယ်တွေကိုအကြောင်းအရာတခုခုဆိုလို့ရှိရင်လိုက်ပြီးတော့ sharing လုပ်တာမျိုးတွေအကလေးတွေနဲ့ဆိုတာကတာတွေဆိုတကယ်ကျွန်တော်ရဲ့ဝါသနာကြတော့ဒီအနုပညာလို့ပြောမလားမသိဘူးဘောနော်ဒီဟိုတိုင်းတိုင်းရွေးရအကားတို့တချင်းဆိုတာတို့ဘာလို့ဆိုအများရန်ပြိုင်ပွဲတွေရှောက်ဝင်တာတွေအဲ့လိုမျိုးအများရန်ကျွန်တော်လုပ်ဖြစ်ပါတယ်ဘောဟုတ်ကဲ့အဲ့တော့အဲ့ဒီလိုမျိုးပုံစံကနေပြီးတော့အခုတလိုင်းတပ်ဖွဲ့ဝင်တယောက်ဖြစ်လာတယ်ဘောနော်အဲ့တော့ဒီတလိုင်းတပ်ဖွဲ့ဝင်တယောက်ဖြစ်ဖို့အတွက်အဓိကတွန်းအားဘာဖြစ်မလဲ အဓိကတော့အားဘာဖြစ်မလဲလို့ပြောရင်တော့ဒီဒီဒီတော်လည်းရေးကဘယ်လိုပြောမလဲကျွန်တော်တို့နဲ့လည်းဆိုင်နေဆိုတော့စိတ်ကလေးပေါ့လीနော်ဟုတ်ဆိုတော့ဒီတော်လည်းအစမှာကကျွန်တော်ကတပိုင်းတနိုင်ကိုမိသားစုနဲ့ကိုဒီဘယ်လိုပြောမလဲစားသောက်ဆိုင်ကလေးဖွင့်တာရှိပါတယ်ပေါ့နော်ကျွန်တော်အဲအဲ့ဒီ မိသားစုကိုကိုချေပေါ်ကိုရက်တည်ဖို့ပေါ့နော်ကိုကိုစီဘိုင်းနဲ့ကိုစပြီးတော့ခြေလှမ်းကြမယ်ဆိုပြီးတော့ကျွန်တော်မိသားစုအနေနဲ့ပေါ့နော်စားစားဆိုင်လေးဖွင့်တယ်အတော့အတန်အတန်တင့်ပေါ့နော်အောင်မြင်မှုတွေစပြီးတော့ရတဲ့အချိန်မျိုးဖြစ်တယ်ပေါ့အဲဒါအေးဆေးနေလဲနေလို့ရတဲ့အချိန်မျိုးမှာကျွန်တော်ကတော့တော်လိုင်းထဲကိုမဖြစ်မနေဒီတော်လိုင်းရည်ဒီငါပိုင်ပို့ပြီးအလုပ်ဖြစ်လောက်တယ်ပေါ့အဲဒီစိတ်ကလေးရှိတယ်အာရခင်ရခင်ကအာနာသိမ့်မှုတွေကိုပြန်ပြီးတော့လဲကျွန်တော်တို့ကအများအားဟို ဟိုဟိုဘယ်လိုပြောမလဲဟိုဂျာပူနာဝါပေါ့နော်ဂျာဂျာရတဲ့လောက်ဆိုပြီးတည်ရတဲ့လောက်ဆိုလို့ရှိရင်တော့ဟိုဘယ်တော့အခါကမှအာနာသိန်းတာဟာကျွန်တော်တို့နိုင်ငံအတွက်ကောင်းကျိုးတွေအများကြီးမရှိခဲ့ဘူးဆိုတာဒီကိုကျွန်တော်တို့အကောင့်အမြဲတမ်းဂျာရတာမျိုးတွေလိလာရပြီးသားတာမျိုးဖြစ်တဲ့ကြောင့်မလို့ဒီတစ်ချိန်ဒီဒီတော်လိုင်းရေကငါတို့နိုင်မရမယ်ပေါ့နော်နောက်တစ်ချိန်ထပ်မသိအောင်ပေါ့နော်ဆိုတော့ငါပိုင်ပို့ပြီးတော့တော်လိုင်းအလုတ်ကပို့ပြီးတော့ဟို တင်တောက်တဲ့နေရာမှာထိရောက်မှုတွေပိုပြီးဖြစ်စေလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဒီတော်လိုင်းရေးတဲ့ကိုဝင်လာတာဖြစ်ပါတယ်ပေါ့။ကျေးဇူးတင်တယ်ပေါ့နော်။အဲအဲ့လိုမျိုးတော်လိုင်းဘက်တော့သာချင်းချင်းပြန်တွေ့ရတော့လေ။ဂုံယူတယ်ပေါ့နော်။အဲဒီကတော့အဲချိုးတွေပြောလို့ပေါ့နော်။လက်နဲ့ကင်ပြီးတိုက်ပွဲဝင်နေမှနာတော့လည်းလှုပ်တာမဟုတ်ပါဘူးပေါ့နော်အားလုံးကတက်နိုင်တဲ့အခန်းကဏ္ဍတွေကနေပါဝင်နေရဆိုရင်တော်လည်းတက်တာပါပဲပေါ့နော်အခုဒီကတော်လည်းပြည်သူတွေဆိုလည်းဒီလိုပုံစံမျိုးပဲပါဝင်နေကြတာဟုတ်ကဲ့အားကြောင့်ဘယ်လိုပဲဖြစ်ဖြစ်အဲတယောက်ပြောဘူးတဲ့ဒါရဲဘော်တယောက်ပြော တော်လိုင်းမှာမင်းမပါလဲဘာမှမဖြစ်ဘူးမင်းပါရင်ပိုကောင်းတယ်ပေါ့အဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်အဲကြောင့်အခုဆိုဒါကျွန်တော်တို့တော်တော်လေးခီးရောက်ခဲ့ကြပြီပေါ့နော်အဲဒီဆာမင်သားအခုပြောပြတဲ့အထဲမှာကျွန်တော်စိတ်ဝင်စားတဲ့ဟာဒါဒီအချင်းထောင်ကိစ္စအဲအချင်းထောင်စာပြီးတော့လှုပ်ဖို့အတွက်ပေါ့နော်ဟိုဘက်ကနေပြောအလင်းဝင်လာတဲ့လူတွေရှိရောအဲရှိတယ်ပြီးရင်တိုက်ပွဲထဲမှာဖန်ဆီးခံရတဲ့သူတွေရှိတယ်အဲကျွန်တော်ချိုးနေရာဒေသတွေမှာတွေ့ရတာကဒီလူတွေကိုထိမ့်သိမ့်ဖို့ခက်ခဲတာတွေ့ရတယ် အခက်ခဲရတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကဇာမင်းသားရဲ့ဗီဒီယိုတွေ့တယ်အဲပြောရအဲအချို့တွေကြတော့ဒီရွေးရှားပြီးတော့တွားနေရတဲ့အချိန်မှာဒီဖမ်းမိတဲ့လူတွေအတွက်ကိုတို့ထိမ့်သိရတဲ့ဘိုင်းတွေမှာဒုက္ခရောက်တယ်အဲတို့လုံခြုံရေးအတွက်ကိုကိုယ်လုံခြုံရေးအတွက်ကိုအရန်စကားပြောတယ်ဗောနော်အပြောအဲ့လူတွေကိုဒါထိမ့်သိဖို့အတွက်လူပေးရတယ်အင်အားသုံးရတယ်ဗောနော်စောင့်ရှောက်ရတယ်ရှိတာကိုအဲကြအဲ့အချိန်မှာဆံမင်းသားဟာကိုတွေ့လိုက်တော့ဒီအချင်းချောင်ဘလို့စိတ်ကူးနဲ့စပြီးတော့ဒါလှုပ်ဖို့အတွက်ဗောနော်ဘလို့စိတ်ကူးစပြီးရတာ ဟိုပြောမယ်ဆိုလို့ရှိရင်တော့ဒီအဲချင်းထောင်ကိုစပြီးတော့ idea ပြီးခဲ့တာတော့ကျွန်တော်ရဲ့ဥက္ခာ combi 2ဖြစ်ပါတယ်ပေါ့နော်သူသူကပဲကျွန်တော်ကိုလမ်းညွှန်ခဲ့တာဖြစ်တယ်ပေါ့ဟိုဆိုတော့နောက်ဆရာတယောက်ရှိသေးပါတယ်ဒီတော်လည်းရေးထဲမှာပါပဲပေါ့နော်အဲ့ဒီဆရာနဲ့ဆရာ combi 2တို့ကဟိုဟိုဒါဒီစကြရင်ကောင်းမယ်ပေါ့နော်ဒါပေမဲ့ဥဆောင်တဲ့သူကမရှိဘူးဆိုတော့ဇမင်းသားဥဆောင်ပေးလို့ရမလားပေါ့ဆိုတော့ကျွန်တော်ကလည်း အမမှန်ပြောရင်တော့ဒီထောင်ဆိုကျွန်တော်တွားလို့တော့မမလဲဘူးပေါ့နော်ဘုရားထောင်ဆိုကျွန်တော်ဟိုရုံဖြတ်သွားဖြတ်လာဆိုရင်ရုံရှိထောင်ရှိကိုဖြတ်ဖူးတာတော့ပဲရှိတယ်ပေါ့နော်ဒါပေမဲ့ထောင်တွင်းကတခါမှကျွန်တော်ဝင်မလဲဘူးဘူးနတ်ဆုနှစ်ဖြားလောက်ပဲပေါ့နော်ဒီထောင်အကြောင်းကိုကြားဘူးနားဝါလောက်ပဲရှိတာပေါ့နော်ဒါပေမဲ့ဟိုတကယ်တော်လည်းကာလာတွေရောက်လာတဲ့အခါမှာ ခုနပြောတဲ့ဖမ်းမိထားတဲ့စစ်တပ်ပန်းတွေဒီဟိုဟိုတွေးရတဲ့အချိန်မှာဆိုကျွန်တော်အရန်ဂယုဏတက်မိတယ်ဗောလေနော်။ဟုတ်ဟိုငါသာအဲ့ဒီနေရာဖြစ်ခဲ့ပြီးရှိတော့ဆိုတဲ့စိတ်ကလေးအများရန်တွေးတယ်။သူတို့ပြန်တန်ရတန်ချဲ့တွေနဲ့ကျွန်တော်တို့စီကိုရောက်လာတယ် ဟိုကျွန်တော်တို့မြင်ရောမျက်နှာတငယ်လေးနဲ့နေရတဲ့အခြေအနေမျိုးတွေဆိုရင်ကျွန်တော်တို့ဟိုမတနာပဲနဲ့ကိုမနေနိုင်ဘူးပေါ့။ဟုတ်ဟုတ်။သို့တော်လည်းပဲစနစ် just ပြုစုဆောင်ရှောင်ရမယ့်နေရာလေးတစ်ခုကမရှိဘူးပေါ့နော်။သူတို့တဲ့လုံခြုံတဲ့နေရာလေးတစ်ခုထားလို့ထားဖို့မရှိဘူးဆိုတဲ့အခြေအနေမျိုးမှာခုနကပြောတဲ့ထောင်ကူစပြီးတော့လေပတ်ရအောင်လို့ဥထားဆပြီးတော့ကျွန်တော်ကိုဟိုဆွေးနွေးတဲ့အချိန်မှာကျွန်တော်ကချက်ချင်းပဲလက်ခံပါတယ်ပေါ့နော်။လက်ခံတယ်ကျွန်တော်လှုပ်ကြည့်မယ်ပေါ့။လှုပ်ကြည့်ဖြစ်နိုင်စမ်းမရှိဘူးပေါ့နော်။လှုပ်ကြည့်လိုက်အောင်မယ်ဆိုပြီးတော့ စခဲ့ကြတာပါဘင်းပေါ့ဟုတ်ကဲ့ဟုတ်အဲ့တော့ကျွန်တော်တို့စပြီးတော့ဒီတနစ်ဂုထုကုထပါတော့ဂုထုကုထထောင်လိုမျိုးကိုတနစ်လောက်စ run ပြီးမှပဲအဲကျွန်တော်တို့ IC ရဲ့ရဲ့တရားဝင်ပေါ့နော် IC ရဲ့ထောင်ဆိုတော့မှဖြစ်လာဖြစ်လာတာပေါ့လေဟုတ်ကဲ့ဟုတ်ဟုတ်ဆရာအဲ့တော့ဆရာခုနပြောလို့ပေါ့နော်ထောင်ဆိုနှစ်စွန်းနှစ်ပြားလောက်ပဲကြားဘူးလားပေါ့နော်သူများပြောတာလောက်ပဲကြားဘူးတယ်ဆိုရဲအခြေအနေက စလုတ်တာဆိုတော့အခက်အခဲတော့အများကြီးရှိမှာပေါ့နော်အဲ့ကြအဲ့လိုဟာတွေကိုဘယ်လိုအခက်အခဲတွေရှိသလဲပြီးတော့အဲ့အခက်အခဲဘယ်လိုဖြေရှင်းဖြစ်သလဲလုံးဝဘာမှမကြားဘူးတဲ့ဟာနေပြီးတော့လုတ်ခဲ့တာဆိုတော့ Okay ကျွန်တော်ထင်ပါတယ် ကျွန်တော်ကငငယ်လေးကလေးကဘော်ဒါအကြောင်းကိုကြည့်ပြင်လာတဲ့လူတစ်ယောက်ဖြစ်တယ်။ဆိုတော့စီကန်းဒီဟိုဥပဒေဥပဒေစီကန်းဥပဒေလို့ပြောမှာနော်စီကန်းဒီစီနဲ့ဘောင်းနဲ့ဘလူးနေရမလဲဆိုတဲ့အရာမျိုးတွေကိုကျွန်တော်ကသိမသိတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်။အာကျွန်တော်ကအသက်12နှစ်ဝန်းကျင်လောက်ကလေးဘော်ဒါအကြောင်းရောက်တယ်ဆိုတော့ဆရာအောင်တဲ့အချိန်ထိပဲဆိုတော့အာနေတော့များများကျွန်တော်ကဒီစီနဲ့ဘောင်းနဲ့နေရတဲ့အဝန်အဝိုင်းမှာကြည့်ပြင်လာတယ်လို့ပြောလို့မမောပေါ့လေ။ဆိုတော့နောက်ပြီးကြတော့ဆရာအောင်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ကဒီလူငယ်လူငယ်ဥက္ကဋ္ဌ တို့ဘာရီလူငယ်ခေါင်းဆောင်တို့ဘာတို့အဲ့ဒီ leading role မှာတော်တော်များများကျွန်တော်လုပ်ရတာမျိုးရှိရပေါ့နော်ဆိုတော့အဲ့ဒီ experience တွေကနေကြည့်ပြီးတော့မှဟိုထောင်လဲ သူငါသိတဲ့လောက်ပေါ့နော်ဒီစီမစီကန်ဒီစီးနဲ့ဘောင်းနဲ့ဆိုရင်ဒီလိုမျိုးတွေနဲ့ထိန်းချောင်းလိုက်ရင်အဆင်ပြေမယ်ထင်တယ်ဆိုရယ် user ချက်နဲ့ပဲအဲ့ဒီ idea တွေနဲ့ပဲပေါ့နော်ထောင်ကိုစပြီးတော့ဟိုထောင်ရဲ့စီမစီကန်တချို့တွေကျွန်တော်တို့စပြီးတော့ရည်ဆွဲဖြစ်ကြတာမျိုးတွေလောက်ကြတာပေါ့လေဆိုတော့အခက်အခဲမရှိဘူးလားဆိုအခက်အခဲတော့အများကြီးရှိတယ်အာသူများတွေပြောတဲ့ထောင်ဟိုဘူးဝါတို့ဘာတို့ညာတို့ဆိုကျွန်တော်တို့ကသိကိုမသိဘူးလေထောင်ဆိုဘာမှမသိဘူးတော်တော်လည်းပဲထောင်ရဲ့ဒီ ဥပမာဆိုရင်ကျွန်တော်စားတဲ့အချိန်မှာ gym menu တွေဘာလို့မရှိဘူးပေါ့နော်ဒီ prison law တွေဘာလို့ဆိုတော့တကားမှလည်းမကြဘူးပေါ့နော်သို့တော်လည်းပဲကျွန်တော်တို့ကဒီတချို့တော့ဒီဝန်ထမ်းတွေဝန်ထမ်းတွေဆိုရာသူ့ like ကိုကျွန်တော်တို့ကဒီ JD တွေရေးပေးလိုက်တယ်ကျွန် description ပေါ့နော်အဲရေးပေးလိုက်တယ်ပြီးတော့ဒီအကျဉ်းစားလိုက်နာမယ်ကျင်းဆိုပြီးတော့ကျွန်တော်တို့ ကို idea နဲ့ကိုပဲရေးလိုက်တယ်အကောင်းဆုံးဒီလိုအပြန်နဲ့ထိန်းချုပ်မှုတွေလုပ်မယ်လို့ပြောရင်ထောင်ကဟိုဘယ်လိုပြောမလဲဟိုပြောစရာလေးကောင်းတယ်ပြီးတော့အစီကံလည်းရှိတဲ့ထောင်မျိုးတခုဖြစ်လာလိမ့်မယ်ထင်ပါတယ်ဆိုတော့စဉ်းစားချက်နဲ့လည်းကျွန်တော်ထောင်အဲ့ဒီကျွန်တော်ရဲ့ idea နဲ့ပဲအဲ့ဒီအချက်တွေနဲ့ပဲအဲ့ဒီစီကံချက်တွေနဲ့ပဲပေါ့နော်လေပတ်ခဲ့တာတနည်းကြော်ပါပဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့တော့ဒီဒီဒီရောက်လာတဲ့ဒီထောင်သားတွေပေါ့နော်ထောင်သားလို့ပဲတုံးလိုက်ထောင်ရောက်လာတဲ့ဒီထောင်သားတွေထဲမှာအဲ့လိုအဲ ဒီဆရာမင်းသားတို့လောက်ရောက်ပြီးတဲ့ချိန်မှာညကိုခဲ့တယ်ခုနလိုစီးနေကန်နဲ့ထားတဲ့ချိန်မှာနောက်ဆုံးပြောင်းလဲလာတယ်ဆိုတော့ဒါဟိုလူတွေပါတွေ့တွေ့တွေ့ရလားပေါ့အဲလုံးဝကိုပဲစစ်ကောင်စီဘက်ကပုံစံမျိုးပဲဖြစ်နေတဲ့သူတွေရောရှိလားအဲအချိန်တစ်ခုကြာတဲ့အချိန်မှာပြောင်းလဲတာမျိုးရှိလာပါတော့ဘယ်လောက်လောက်ဒီဘယ်လောက်ရာခိုင်နှုန်းလောက်ဒီပြောင်းလဲသွားရရှိ ဟုတ်ကဲ့အော်တကယ်တမ်းကတော့ဒီ IC ဘက်ကနေပြီးတော့မှထောင်ကိုအချင်းထောင်လို့မခေါ်ဘူးပေါ့လေနော်သူတို့သူတို့သတ်မှတ်ထားတာအချင်းစရိတာပြပြင်းနေပြန်လေတူထောင်ကြီးဌာနပေါ့ဩ ြန်လို့ထောင်ရေးနေရာလေးတခုစမ်းတက်လေးပေါ့နော်အဲ့ဒီဘောမျိုးပဲကျွန်တော်ခေါ်ကြတယ်ထောင်လို့ဟိုတရားဝင်အပေါ်မှာနာမည်ကထောင်လို့မပေါ့ဘူးဟုတ်ပါဘူးသို့တော်လည်းပဲကျွန်တော်တို့ကအဲ့ဒီဌာနရဲ့အောက်မှာထောင်ထောင်ဆိုပြီးတော့မှပဲကိုကိုပဲတလူတုံးလိုက်ကြတာမျိုးပဲပေါ့ဆိုတော့အာအကျင့်စာရိတာပြပြင်းနဲ့ပြန်လို့ထောင်ရေးဆိုတော့အကန့်နကန့်ရှိတာပေါ့လीနော်အကျင့်စာရိတာလည်းပြပြင်းရမယ်ပြောင်းလဲအောင်ကျွန်တော်လုပ်ရမယ်ပြီးတော့ဒီနေ့ကျရင်တော့ပြန်ပြီးတော့ပြဘယ်လိုပြောမလဲပြည့်စည်ယူရင်ဒါတဲ့စိတ်တက်ပြီးစိတ်တက်ပိုင်းဆိုင်ရာတချို့နောက်ပြီးတော့အကျင့်ဇယိုက်တချို့ဆိုလို့ရှိရင်တော့ပြန်လို့ထောင်ဖို့ကိစ္စရကျွန်တော်လုပ်ရမယ် အထောင်းနေလူလူမြောက်လာတဲ့တနေ့ဆိုလို့ရှိရင်ဟိုဒီအပြင်မှာရှိနေတဲ့အုပ်စုနဲ့အရန်ဟသွားတာမျိုးတွေမဖြစ်ရလေဒီရှိအောင်ပေါ့နော်တချို့ပညာရေးတွေသင်ကြားပေးကြရတာမျိုးတွေအမှုပညာပိုင်းဆိုင်ရာပေါ့နော်အကုန်လုံးပဲပေါ့နော်စိတ်ပိုင်းရုပ်ပိုင်းပေါ့နော်ကျွန်တော်တီဆောက်ပေးရမယ်ဆိုရဲစိတ်ကလေးရှိတယ်ကျွန်တော်တို့ကလေဆိုတော့အော်အော်ပြောင်းလဲတာကမြင်ရလားလို့ပြောတော့အပြင်ပန်းတန်တန်လို့ပြောရင်တော့ကျွန်တော်တို့ကမြင်ရတယ်ပေါ့လေမြင်ရတယ်ဒါပေမဲ့ဟိုဟို ဥပမာကွာအပြင်းမှမြင်ရတယ်လို့ပြောနေတာကဟို ဟိုဒီချိန်သွားရမယ်ဆိုသွားတယ်ချိန်လာရမယ်လာတယ်အမိနာခံမှုဆိုလို့ရှိရင်လုံးဝဆန့်ကျင်ပဲပေါ့လေဟိုဘက်ကအမိလိုမျိုးမဟုတ်ပဲねကျွန်တော်တို့စီရောက်လာတော့လေကျွန်တော်တို့ပြီးတဲ့အမိတွေကိုအကုန်လိုက်နာကြရတယ်ဆိုတော့ဒါလည်းမနေ့သူတို့ပြောင်းလဲယူရတဲ့အရာပဲပေါ့ဟုတ်ဟုတ်တစ်ချိန်တော့ကျွန်တော်တို့ ਨੇ တူတိုက်ကိုတိုက်တိုက်ရတဲ့ဖွဲ့စည်းရအောင်ပါကူဟိုတလုံးမကြံငြိမ်ခံရမယ်ဆိုတဲ့မျိုးတွေဖြစ်ဖို့ကသူတို့လည်းသူတို့ကိုပြောင်းလဲယူရတဲ့အရာခုဖြစ်တာပေါ့နော်ဒါပေမဲ့အဲ့ဒီပြောင်းလဲခြင်းဒီတကယ်ပဲလူတယောက်ရဲ့အမှုအကျင့်နေတဲ့ဥစ္စာတွေကိုတကယ်ပြောင်းအပြောင်းလဲရဲ့အစစ်မှန်ဖြစ်စေလားလို့ပြော င်တော့ကျွန်တော်တို့တည်ကြတော့မသိဘူးပေါ့လေနော်တခုတော့ရှိတာကတချို့ကထောင်ထဲရတော့နူးညံ့နူးညံ့လာတာမျိုးကြီးရှိတယ်ပေါ့လေနော်ဥပမာဆိုရင်ဟိုတစ်ချိန်လုံးစူဆဲတာမျိုးကြီးဖြစ်တယ်လို့ပြောရင်ကျွန်တော်တို့စီမံက စုဆဲတာကျွန်တော်မကြိုက်ဘူး။ထောင်ထဲမှာနေစုဆဲတာလုံးဝမကြားချင်ဘူး။ဟိုဘုရားမရှင်ကိုးချင်ဘူးလို့ပြောလို့လေဘုရားရှင်ကိုရှင်ကိုးရမယ်ဒီအချိန်ဆိုပြင်မြတ်တာပို့ရမယ်အချိန်ဆိုအကုန်လုံးမြတ်တာပို့ရမယ်။နောက်အဲ့လိုမျိုးလေးပေါ့။ပြီးတော့အာကိုကျေးဇူးတင်ရမယ်လို့ဆိုအများနဲ့ကျေးဇူးတင်ဖို့မမိရဘူးဆိုတော့ထောင်မှာကျွန်တော်လေ့ကျင့်ရတယ်ပေါ့နော်။ဒီမှာဆိုသမင်းချက်ပေးတဲ့စဖို့လို့ဆိုနေ့တိုင်းစဖို့သမင်းချက်ပေးတဲ့စဖို့မူကြီးများအားလုံးကျေးဇူးတင်ပါတယ်ဆိုတာမျိုးပြောရတယ်။အာပြီးတော့ မနက်ခင်ကျွေးကြော်တဲ့အရုပ်ပါလို့ဆိုရင်တော့ဒါကတော့နေထူကြရပါတော့เนาะရှီတန်းရောက်တဲ့ဒီတော်လေးရဲဘော်တွေအားလုံးအဲဘယ်လိုပြောမလဲအဲအကြမ်းမှာပါစေချမ်းသာပါစေပေါ့နော်ပြန်တဲ့ကင်းရှင်းပါစေစသဖြင့်ပေါ့နော်တော်လေးရဲ့အတွက်သူတို့မြေတာပူရတာမျိုးတွေကအစားရင်ထဲမှာကအများရန်ဒီဒီတော်လေးဟာသူတို့အားလုံးလွတ်မြောက်ဖို့ဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုသူတို့ရဲ့ ဟိုအုံနောက်ထဲမှာအများတန်းကျွန်တော်တွင်ပေးရတာပေါ့လीเนาะအဲ့လိုဖြစ်တော့ဟိုတကယ်ပြောင်းလဲလားလို့ပြောရင်တော့ဟိုအတိကြတော့ကျွန်တော်မသိဘူးသို့တော်လည်းပဲမြေပြင်မှာကတော့ဟိုကျန်းကျန်းတန်းဆက်ဆံခံရတဲ့ဘဝကနေအခုဆိုတော်တော်များများနူးနူးညံ့နေကျွန်တော်ကျွန်တော်ကတော့အများနဲ့နူးနူးညံ့မဲ့ဆက်ဆံတယ်မလို့အပ်ဘူးလို့ပြောရင်အပြစ်မပေးဘူးဟိုကျွန်တော်အချုပ်စီမံနဲ့ကာလာတုံးကပြောတော့ဗောနော်အခုအခုတော့ကျွန်တော်မသိဘူးဗောနော်အခုအချုပ်တဲ့ဘွဲကတတ်တတ်ဆိုတော့လीအာ ဖြစ်နိုင်တော့မေတ္တာတရားဒီအရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုအများရန်ထောက်မှာကိုပြောဖြစ်ကြတယ်နေပြရတယ်ပေါ့နော်အဲ့လိုဖြစ်တယ်အဲ့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကိုကြည့်ပြီးတော့သူတို့လည်းနူးညံ့မှုတစုံတရာနဲ့ဟိုဟိုစိတ်ကူးတွေနောက်ပြီးတော့ဟိုခံယူချက်တွေတချို့တော့အပြောင်းအလဲတွေရှိလာမယ်လို့တော့ကျွန်တော်ယုံကြည်တယ်အဲ့ဒီတိုင်းမှာပေါ့သိကြပါတယ်အခုဆာမင်းသားပြောသလောက်ဆိုရင်ကိုပဲသူတို့ပြောင်းလဲမှာပေါ့နော် တို့တွေခုနပြောလို့ပေါ့ထောင်လို့တော့တို့ထင်မှာမဟုတ်ဘူးပြောရင်ပြောနေမှာတည်တယ်မှာပေါ့နော်အဲတကယ်ကောင်းမွန်တဲ့စနစ်တစ်ခုပေါ့နော်အဲပြီးတော့ကျတော့ပြုမူတင်တဲ့ဟာတွေပြီးရင်ခုနလိုတို့ကိုပြန်ပြီးတော့ပြောင်းလဲပေးရမယ့်အရာတွေပြီးရင်ပြန်ပြီးတော့ဖြည့်တင်ပေးဖို့အတွက်ပါစဉ်းစားတာဖြစ်တဲ့အတွက်ဒါတကယ်ကောင်းမွန်တဲ့စနစ်တစ်ခုပေါ့နော်အဲဒါကိုဂျန်တဲ့သက်ဖွဲ့တွေလည်းတည်စီခြင်းလို့အခုဆရာမင်းသားကိုမေးတာပေါ့နော်အဲဒါကတော့ဒါတကယ်ဖြည့်ပေးလို့ကျေးဇူးတင်တယ်ပေါ့နော်